မြန်မာပြည်ပတိုင်းသားညီကိုမောင်နှမများအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီနေ့မှာတော့လက်တွေးစစ်ပွဲမှာအနိုင်မရတဲ့စစ်ကောင်စီလော်ဘီကြော်မျိုးမင်းဘာတွေပြောနေသလဲတကယ်တမ်းစစ်ကောင်စီဖက်ကထုတ်တဲ့သတင်းစာမှာအေကမူရေးစေဝါလောက်ကိုင်းပါတယ်ဆိုပြီးတော့ဒါတကြိမ်မဟုတ်ဘူးနော်အေအေစပ်ပေါ်ကလေးက အမြဲတမ်းဒီစကလုံးနဲ့ပဲထိုးနှမ်းနေတာလက်ရှိမှာအခုကြော်မျိုးမင်းဘာပြောသလဲပြီးတော့ဒီနေ့မှာ ARA ASA ကောင်းဆောင်ကိုအဖန့်ခံရတဲ့နေရာမှာရခိုင်နိုင်ငံရေးသမားများရခိုင်အဖွဲ့အစည်းများ RSO တို့ ARA တို့ကိုပါဖမ်းဆီးသင်းကြောင်းကိုထမ်းမှပြီးတော့တောင်းဆိုပြီးဆန္ဒပြုထားတဲ့အရာ ဒီအရာကိုဖတ်ကြည့်များဝေတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကကျော်မျိုးမင်းပြောတဲ့သတင်းကိုကျွန်တော်အနေနဲ့ sharing လိုက်ပြီးတော့တင်ဆက်သွားမှာပဲဖြစ်ပါတယ်နားဆင်ပေးပါပြန်96ပြည်နဲ့ကျော်တန်တဲ့မွေးစေဝါတွေကိုဘသူတွေကတည်တာလဲခင်ဗျားတို့လာပြီဇလန်ဘသူတွေကတည်တာလဲဘသူတွေလဲဆိုတော့အခြားလူမဟုတ်ဘူးအေးအေးရန်ကုန်မြို့မှာနေတဲ့အေးအေးတွေကအေးရဲ့ထောက်ပို့တွေပေါ့ဗျာအေးရဲ့ဟိုဟာတွေကတည်တာတဲ့ဆိုတော့ဟာ ရန်ကုန်မြို့မှာနေတာတော့အေးလွယ်တဲ့အချက်တွေထောက်ပြပေးမယ်ရန်ကုန်မြို့မှာနေတာတော့စကွေးတစည်းကိုစံတအေးလောက်ဖြစ်အောင်ပြောပါလိုက်မယ်တေချာနာတော်မှာအခုကလည်းစနာကြီးတစ်ခေါက်တည်းအောင်အေးအဲ့လောက်ဆိုရင်တော့ဘလောက်တောင်ဒီကောင်နေချမ်းသာမလဲဆိုတော့မိကောနော်ဘလို့ဖြစ်လဲဆိုတော့မတ်လ6ရက်နေ့ကစပြီးတော့ဒီကောင်နေစပြီးတော့မိတာလို့မိတာလို့ပြောမလားစ တတိထားမိတာလို့ပြောမလားဗောနမိတယ်လို့ပြောမအောင်ဒကုံမျိုးစစ်တောင်ပိုင်း140 144ရက်ကိုအဆင်ဖြူရှင်လဲအမှန်946 948အဲ့မှာရှိတယ်ကိုတောင်ကိုတဲ့တည်င်းရလို့လုံညွှဲတက်ဖို့ဝင်နေရဝင်ပြီးတော့မူရစီဝတိုင်းစီနေတက်ဖို့ဝင်နေတက်ဖို့ဝင်နေလုံညွှဲတက်ဖို့ဝင်ပူပေါင်းဖွဲ့ရအဲ့တည်င်းရအဲ့ကိုတောင်ဝင်ရှာတယ်နော်ခုနတော်တော်တော်လေးထောက်လိုင်းရင်တော့တည်င်းရလို့တော့တော့တာတည်င်းရလို့ဒကုံမျိုးစစ်တောင်ပိုင်း144ရက်ကိုအဆင်ဖြူရှင်လဲအမှန်946 948မှာရှိတယ်ကိုတောင် အဲ့ကောင်ဝင်ရှာတဲ့အခါမှာတဲ့တန်းလွင်နောက်တစ်ခါဝေယဝေယအောင်ခေါ်တိုင်းတန်ကောင်းဆက်ခေါ်ပေါင်းချင်းရဲရင်နိုင်ခေါ်လှတန်းဦးခေါ်ရာကော့ရဲရင်နိုင်လှတန်းရဲရင်နိုင်ပြီးတော့မှလှတန်းဦးခေါ်ရာကော့ဆက်ရှိတဲ့ပုဂ္ဂိုလ်၅ဦးကိုတဲ့နော်အဲ့မက်ဒမက်ဒဖက်ဒမင်တိတော်မှနှစ်တန်းဒိုတာဟိုက်လိုက်ရည်တစီဒိုတာလန်ခရူဆာဂျင်တစီမာစီဒီဘက်တစီနဲ့အတူဖန်စီရမိတယ်တဲ့6ရက်နေရအဲ့6ရက်နေရမိပြီးတဲ့နောက်မှာအစိုးရကနော်အသားလေးဥထားရနော်မထုတ်ဘူးဘယ်လိုမှမလုပ်ငြိမ်ထားတာ နေထားလိုက်ပြီလေပြောသူကတေချာနာတော်တော့အစိုးရကဥထားတယ်တဲ့အစိုးရကြက်ဆိုတာသူပြောတော့ပြီကြက်ကြက်မဥတာလူမဟုတ်ဘူးအဲ့လိုစစ်တာစစ်တဲ့စေကောသူကအဲ့မှာထုတ်ဖို့ပြောလာတယ်အဲ့လူတွေကဘယ်ရသေးတာလဲဆိုတော့ဝကိုပဲအုပ်ချုပ်ခွင့်ရဒေတာပန်ဆန်းမြို့မှာနေထိုင်တဲ့တင်မောင်ဝင်းဆိုတဲ့ပုဂ္ဂိုလ်ရဲ့အစီအမံနဲ့ เนาะตั้นลွင်ဆိုတော့သူကတာဝန်ခံပြီးတော့တဲဆောင်ရောင်းဝယ်တာဖြစ်တယ်တဲ့အဲ့တော့တန်းလွင်စီကနေ ice methamphetamine ကိုရန်ကုန်မြို့ကိုတစ်ဆင့်ပြန်လည်ရောင်းချတဲ့သူကဟေးစီသူခေါ်စောစောအောင်ခေါ်အောင်ကိုကိုကထင်းလင်းပြီးအမေနာမည်လေးလုံးတော့ထင်းလင်းပြီးခေါ်ဆွလင်းပြီးဆိုတဲ့ပုဂ္ဂိုလ်ကတာကိရမြို့ရွှေခင်းလာလမ်းမှာတဲ့စိတ်ပြောင်းမွေးစေဝါရီနဲ့ပုံမွေးစေဝါရီနဲ့နောက်တစ်ဆင့်ပြန်ရောင်းချဖို့ချိတ်ဆက်ပေးသူတင်လှခေါ်စတဲ့ဆိုတဲ့ပုဂ္ဂိုလ်ကိုတကုံမြို့တဲ့တောင်ပိုင်းမြို့နယ်တရလေးရောက်ကွာမှာတရိုက်ကိုလုံးစရိုက်တကုံမြို့စရိုက်ကွင်းစံနယ်လိုက်ဖမ်းမိတယ်တဲ့ဒါပေမဲ့ခုနက ဟိုကဝါကောပဲအချုပ်ဝင်ရပန်ဆမ်းမတည်းတမောင်ဝင်ကတော့မမိဘူးပေါ့ဗျာပြောရရင်တမောင်ဝင်ကတော့မမိဘူးပေါ့ဒီပုံရဆိုရင်တော့တမောင်ဝင်မမိသေးဘူးပေါ့သူတို့ရဲ့ထုတ်ပြန်တဲ့အဲ့ဒါမှမင်းတို့လူပန်လျောက်ပါနေလဲအရင်ဆုံးစုံစမ်းဟုတ်လားပကုံးပေါ်အားကောင်းနေပဲလှုပ်ရှားနေတာမြင်းစေးပေါ့ဟုတ်ပြီလားယာမာတို့မြင်းစေးတို့ပေါ်ကလေးကပေါ်အေအေကိုမူရီစေဝါလောက်ပါတယ်မူရီစေဝါလောက်ပါတယ်ပေါ်ကလေးကအခုလေ လက်ရှိမြေပြင်အတိုင်းအတာမှာမနိုင်ဘူးဆိုရင်မူရီစေဝါလောက်ပါလေဆိုဗမာလည်းအထောက်ထားဗမာလည်းအထောက်ထားမင်းတို့ကပုံပြင်လေးပြောခြင်းနေပုံပြင်လေးမရေတပ်ဘူးအဲ့လိုကြီးဖြစ်နေတာဟုတ်ပြီလားပုံပြင်ကိုရေတပ်အောင်ရေဖို့လိုအပ်တယ်โอเคပုံရဆိုတော့ ပန်းဆမ်းမှာရှိတဲ့တင်မောင်းရဲ့မမိသေးဘူး။နော်တန်းလွင်ကိုရင်ဆမိတယ်။မိပြီးတဲ့နောက်အဲတန်းတန်းလွင်ကိုတန်းလွင်ရနေပြီးတော့ဒီတန်းလွင်ရနေပြီးတော့အဲတင်မောင်းဝဆရာယူလာတာ။သူ့ရဲ့သဘောသဘောအဆင်ဆင်ဆိုပေါ့နော်။ဆိုတော့အဲ့လိုပဲဖြစ်တာ။အဲ့တော့အဲ့ဒီလူကိုမိတယ်မိပြီးတော့မှသူတို့ဆက်ပြီးတော့စုံလမ်းဖော်ထုတ်တယ်ပေါ့။ဆက်ပြီးစုံလမ်းဖော်ထုတ်တယ်။နော်။စုံလမ်းဖော်ထုတ်တာကမလာ6ရက်နေ့ည9ရက်ခွဲချင်းတော့ပေါ့နော်။မြောက်ကလာပါမျိုးနဲ့ထောင်ပဲရက်ခွဲနော်။သူ့တမလမ်းမကြီးမှာတဲ့။ကြော်ကြော်သိခေါ်ကြော်ကြော်ခအသေးလေးမောင်းနေလာတဲ့ Honda Box ရှင်ကိုရှာဖွေတဲ့ခါမှာရှင်ပေါ်ကနေပြီးတော့ ice မက်သက်ဖက်တမင်1.265တန်ခုန1.2လို့ဆိုတော့1.4တန်ကျော်သွားပြီနော်အဲ့တော့အဲ့လောက်နဲ့ကက်တမင်ကီလို200ဖမ်းသိရမိတယ်တဲ့သူတို့ဖော်ထုတ်ချက်ရသူတို့တွေကတဲ့အဲ့ဒီပစ္စည်းတွေအကုန်လုံးကိုမလေးရှားပင်လဲပြီးချိတ်ဆက်ပို့ဆောင်ရောက်ချဖို့စီမံခန့်ခွဲတယ်လူဖြစ်တဲ့ AASCY တာဝန်ခံရဲဝင်းခေါ်ကျော်စိုးလင်းနေတဲ့သူ့ရဲ့ဇနီးပြည်သူရွှေရွှေကောင်းတာဆက်လီပိုင်ရှင်မတ်တီရာမြင့်တို့ဖြစ်တယ်ဆိုတော့သွားသိရပဲသိရတယ်အဲ့တော့ဟုတ်ပါပြီဒီတော့မင်းတို့ပြောတာက အေးအေးကထောက်ပိုးတယ်လို့ပြောတယ်ဆိုတော့ကဒီလူတွေကရန်ကုန်မြို့မှာနေတယ်ဟုတ်ပြီလုံးတော့လဲပပဲချက်တော့လဲပပဲဒီလိုပုံစံမျိုးဖြစ်နေတာကိုပြည်သူတရားလုံးကသိတယ်မင်းတို့អော်ခြင်းတလောက်អော်မင်းတို့တည်င်းပြန်ကြရေးကဘလောက်ပဲထောက်ပါစေပြည်သူလူလူက ဇကွေးတစည်းလောက်တောင်မင်းတို့ကဇကွေးတစည်းကိုစံတအေးလောက်ပြောပေမဲ့စံတအေးလောက်ပြောနေတဲ့ဟာကိုဇကွေးတစည်းလောက်ပြည်သူလူထုကမယုံကြည်ဘူး။ကဲတခြားငါမေ့ပါရစေ။အခုရန်ကုန်မှာတတူးထိုးတဲ့လူလဲအေးအေးဖြစ်တော့ရောပဲလား။နော်။ပြီးတော့ဗာလဲစစ်တေးမြင်းဆောင်ကင်ထားတဲ့လူကလည်းအေးအေးဖြစ်တော့ရောပဲလား။ဟုတ်ပြီနော်။အေးအေးနဲ့ဆက်ဆက်ပါတယ်ဆိုပြီး လုံးတော့လေးပပေးဖြတ်တော့လေးပပေးမင်းတို့ဟာမင်းတို့လုံးရှင်တလို့လုံးနေတာကိုတည်င်းမှာအေးကနေပြီးမူရေးစေဝါဖောက်ကရောင်းဝယ်မှုဆိုပြီးတော့ပြောနေတာလေပဲကုန်လိုက်မယ်เนาะခကြီးမရောက်ဘူးလေပဲကုန်လိုက်မယ်ဟုတ်ပြီစပြော က်ချွေးကောင်းတာဆက်လီနဲ့မလေးရှားပင်လယ်မြို့တာဝန်ခံပို့ဆောင်မဲ့မင်းမင်းဆိုးကိုရှမ်းပြည်နယ်လွိုင်းလယ်မှာဖမ်းမိရဖမ်းဆီးရမိတယ်။ဟိုနှစ်ယောက်ကိုလည်းမိတယ်ပေါ့နော်။ဆိုတော့ပြီးတော့တို့က2023ခုဖေဖော်ဝါရီလမွေးစေဝါတွေမလေးရှားပင်လယ်ပြင်တွေကိုချွေးကောင်းတာဆက်လီနဲ့ပို့ခဲ့ပူတယ်တဲ့။အဲ့တော့မလေးရှားကိုပို့တဲ့နေရာမှာဥစည်းလုပ်ခိုင်းတဲ့မျိုးမင်းဆိုးခေါ်ကိုမျိုးကိုလည်းမြောက်ကလာမြို့နယ်သူ့မှာလမ်းမကြီးမှာရှိသူ့မှာလမ်းမကြီးမှာဆယ်စီယာရင်တဲ့သူဖမ်းဆီးရမိခဲ့တယ်တဲ့။သူနေတဲ့တကုံမြို့စေမြောက်ပိုင်း49ရောက်ကွက်ထဲမှာရှိနေမှာလဲ ice methamphetamine တက်တန်ထပ်ဖမ်းဆီးရမိတယ်။ဆိုတော့ ကိုနတက်တသမနေတက်တသမနေကြောကြောဆိုတော့ဒီကတက်ဆိုတော့3တသမ5 4တန်လောက်ကပြောတော့3တန်ကျော်ပေါ့ဗျာမ3တန်ကျော်ဖြစ်သွားတယ်3တန်3တသမ4 5တန်လောက်ရှိတယ်3တသမ4 3တသမ5တန်လောက်ပေါ့3တန်ခွဲလောက်ရှိတဲ့အားတွေမိသွားပြီပေါ့ဗျာအကုန်လုံးမိတယ်ပြီးတော့အဲ့တော့ပိုးအောင်ပါဝင်တဲ့ကျော်ဝေထွန်းခေါ်ကျော်ဝေထွန်းနောက်တိန်ထွန်းခေါ်တန့်စင်ရန်ရှင်းအောင်ဇော်ဇော်အောင်တို့ကိုစစ်ကြည့်ခဏတို့မျိုးနဲ့ညနေတော့စမတူဝါအပိုင်းလေးရက်ကွက်ရွှေကောင်းစက်လေးနဲ့ဒူစရိုက်တခါထပ်ဖမ်းမိတယ်ပြောရင်တော့စရိုက်ဂွန်းစက်တွေကိုမိတာတယောက်ပြီးတော့မိတာမိပြီးတော့အဲ့မှာကာလာတက် ဂွင်းစက်တဲ့မရအောင်တန်ကြိုးလို့လားဟမ်ဂွင်းစက်တဲ့မရအောင်တန်ကြိုးလို့လားပြောချင်းတယ်လို့ပြောတယ်ဟောချင်းတယ်လို့ဟောတယ်ခကြီးလေးမရဟမ်မိုးကြိုးပြစ်တာကိုထလန်တက်ကာချင်းကကာပြီးတော့ပြောသေးတယ်အေးရနဲ့အာစာနဲ့ပေါင်းနေတဲ့အခုအာစာရေးကောင်းဆောင်ဖန်ထားပြီအေးရပေါင်းခဲ့သလားလက်ရှိအတိုင်းနာမှာပြောသေးတယ်ရန်သူနဲ့ အမြဲတမ်းဂျန်သူအမြဲတမ်းမိတ်ဆွေဆိုတာမရှိဘူးလေစည်ရဲနိုင်ငံရေးမှာအဲကိုရီဖကမှားထားတဲ့အရာတွေကိုကြတော့အမြဲတမ်းစည်ရဲနိုင်ငံရေးမှာအမြဲတမ်းမိတ်ဆွေအမြဲတမ်းရန်သူဆိုတာမရှိဘူးလေအေးနားပေါ့နေဆိုတာဒါတွေကလည်းပေါ်ပြီးနခခငါ့ကိုတိန်တော့ကလည်းပေါ်ပြီးဒါလည်းအော်နေသေးတယ်ဟိုကိုပေါင်းလိုက်တဲ့ခါအားလုံးမိသွားတဲ့ခွေးစက်တွေကိုမိသွားတဲ့ခါမှာပေါင်းလိုက်တဲ့ခါမှာငွေ ဂွင်းစားတယ်ကိုမိန်သွားတယ်တဲ့ဒီတော့မိတ်ဆွေများအနေနဲ့ကလည်းဂွင်းစားမိတယ်ဆိုတာတန်ကြိုးပဲရှိတယ်ဘာလို့လဲဆိုတော့အဲ့ဒီတန်ကြိုးကဂွင်းစားဂွင်းစားချီတဲ့အတွက်ဒါကြောင့်သူတော်ကလူမဟုတ်တဲ့အတွက်ဥပေးဥထတာဥထတာကအခုအကောင်ပေါဖို့အတွက်ဇကွေးတစည်းကိုစံတအေးလောက်ပြောပြီးပြည်သူကလည်း စံတအိလောက်ပြောတဲ့စကားကိုဇကွေးတစီလောက်မယုံမဲပြောချင်ရပြောဟောချင်ရဟောနေပေမဲ့လက်ရှိအတိုင်းနာမှာအေကတော့စင်ပေါ်ကမင်းသားပါပဲခင်ဗျာနော်ကြောက်ပြူမအောင်စစ်တွေဘယ်နည်းလဲဆိုတာကိုစောင့်မျှော်ရင်လက်ရှိအတိုင်းတာမှာဘာတွေဖြစ်ပြနေတယ်လဲတည်င်းကိုဆက်လက်နားဆင်ပေးကြပါ မင်္ဂလာပါအာစာကောင်းဆောင်များကိုဖမ်းသလို RSO နဲ့ ARA ကောင်းဆောင်များကိုလည်းဖမ်းဆီးရလို့အကြောင်းရခိုင်နိုင်ငံရေးပါတီ ALD ကပြောကြားလိုက်တယ်ဆိုတဲ့သတင်းကိုကျွန်တော်အနေနဲ့ဖတ်ချူမြောက်ဝေတင်ဆက်တော့မှာပဲဖြစ်ပါတယ်ဘင်္ဂလားဒေ့ရခိုင်နေဆက်တွင်အခြေပြုလှုပ်ရှားနေသောအာစာ ARS ကောင်းဆောင်များကိုမလ16ရက်နေ့ကဘင်္ဂလားဒေ့အထူးရေးတပ်ဖွဲ့မှဖမ်းဆီးခဲ့ပြီးကြာအဖွဲ့များကိုလည်းဖမ်းဆီးရလို့အကြောင်းရခိုင်နိုင်ငံရေးပါတီများကပြောဆိုလိုက်တယ်ဆိုတဲ့သတင်း နေဇတ်ဒေသတွင်ရာဇဝမ်းမှုများကျူးလွန်ခြင်းနဲ့တရားမဝင်နေဇတ်ဖြတ်ကျော်ဝင်ရောက်မှုတို့ဖြင့်ဘင်္ဂလားရှ်ဒေအာနာပိုင်များကအာစာကောင်းဆောင်6ဦးအပါဝင်မိသားစုဝင်စုစုပေါင်း10ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့သည်အာဇာဘွေးဒီဘာသာရေးကိုအသုံးချပြီးမွတ်စလင်လူငယ်များကိုစီးယုံကရခိုင်နှင်းဘင်္ဂလားဒေ့ဒေသတို့တွင်မွတ်စလင်များအညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခြင်းအခြားသောမျိုးနွယ်စုများကိုလည်းပြန်ပေးဆွေးတပ်ဖြတ်ခြင်းများလုပ်နေသည်ထို့အပြင် မူရင်စေဝရောင်းဝယ်ဖောက်ကားခြင်းစသည့်အကြမ်းဖက်မှုများအားကျူးလွန်နေသည့်အဖွဲ့ဖြစ်သည်ဟုဘင်္ဂလားရှ်ဒေးမြန်မာ45 right စာသောအဖွဲ့များကနိုင်ငံတကာလူအခွင့်အရေးအဖွဲ့များကထုတ်ပြန်ပြောဆိုလာကြသည်ယင်းအပြင်အာဇာကေသို့သောမွတ်စလင်လက်နက်ကိုင် RSO ARA AIM ARIF အဖွဲ့များကလည်းဘင်္ဂလားရှ်ဒေးနဲ့ ရခိုင်နေဆက်ဘူးသီးတော်မောင်တော်ဒေသတို့တွင်လှုံ့ရှားကြပြီးအာသာအဖွဲ့ကဲသောပြည်သူလူထုအပေါ်အကြမ်းဖက်မှုများကျူးလွန်နေသောအဖွဲ့များဖြစ်သည်ဟုသတ်မှတ်ထားကြသည်အာသာဖွဲ့ဤကောင်းဆောင်များကိုဖမ်းယုံနီးနေဆက်ဒေသကအကြမ်းဖက်မှုများနှင့်လက်နက်ကိုင်တောင်းကြမှုများပပျောက်သွားမည်မဟုတ်ပေ RSO ARA AIM ARIF အဖွဲ့များ၏ခေါင်းဆောင်များကိုလည်းဖမ်းဆီးရန်လိုအပ်သည်ဟုရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD အဖွဲ့တွင်တွင်မှုဦးမျိုးကျော်ကပြောသည် ကျွန်တော်တို့အနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီကနေ့ကဘာကြီးကမြည်သီးနေရမြည်သီးတွေသားမှမဆိုပေါ့နော်အာနာချင်းအာနာယူတွေဒီအကြံဖတ်မှုတွေကိုတော့လက်ခံလိုက်မင်းမဟုတ်ပါဘူးကဘာနိုင်ငံကြီးတွေကလည်းဒီလိုအကြံဖတ်မှုတွေကိုလက်မခံဘူးလို့အပြတ်ချင်းထုတ်နေတာပေါ့နော် ကပတရားရုံးတွေကလည်းတရားစီရင်နေတယ်ကပမှာသုံးသင်ချင်းလင်းနေတယ်ကပကြီးကိုတိုင်ကအကြံဖတ်သမားတွေကိုလက်မခံတဲ့အချိန်မှာကျွန်တော်တို့ဒေသတွေမှာလည်းကျွန်တော်တို့ပြည်သူတွေရောအိမ်နှင်းချင်းနိုင်ငံတွေကလည်းလက်ခံလိုက်မယ်မဟုတ်ပါဘူးအကြံဖတ်သမားတွေကိုဖမ်းဆီးရမယ်နှိမ့်နှင်းရမယ်နော်ချင်းလင်းပြရမယ်လို့ကျွန်တော်တို့မြင်ပါတယ်ဟုပြောသည် RSO ARA ARSA စာတော့ မွတ်စလင်လန်ဒါကဖွဲ့စည်းများသည့်ရခိုင်နှင့်ဘင်္ဂလားဒေ့နေဇာတို့တွင်လူသားချင်းပြန်မေးဆွေးငွေညှချင်းပြည်သူများကိုအကြမ်းဖက်တိုက်ခိုက်ခြင်းနှင့်လူကိုကူးခြင်းများကိုပြုလုပ်နေသည်ဟုအာရာခတ်တော်အေကလည်း2024ခုနှစ်ကထုတ်ပြန်ခဲ့မှုသည် ARSA RSO အပါအဝင်မွတ်စလင်လန်ဒါကဖွဲ့များသည့်မွတ်စလင်ဒုက္ခသည်များအသက်ပြတ်ခြင်းပြန်မေးဆွေးခြင်းညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ချင်းချောင်းမှုများစာတိစိရစွာမှုမြောက်တော်လူရဲများကိုပြုလုပ်ခဲ့သည်ဟုပိုတီဘိုင်ရိုက်ကမလာစစ်ချေရနေတွင်အစီရင်ခံစာမှထုတ်ပြန်ထားသည်ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများအတွင်မှမွတ်စလင်အမျိုးသားများမှအမျိုးသမီးများနှင့်ကလင်းငယ်များအပေါ်မွတ်စလင်လန်နကိုင်အဖွဲ့များ၏ကျူးလွန်သည့်ရာဇဝတ်မှုမြောက်သောအထောက်အထားများကို တွေးရှိထားသည်ဟုလည်းဆိုသည်မွတ်စလင်ဒုက္ခသည်စခန်းများအတွင်အကြမ်းဖက်မှုတွေနဲ့ တပြားမှုတွေကိုရက်တန်းရမှာဖြစ်ပြီး ARSA နှင့် RSO အပွဲအပါဝင်တာဝန်ကြီးသူတွေကလည်းတာဝန်ယူမှုတာဝန်ခံမှုရှိရပါမယ်ဟု45 right director ကပြောဆိုထားသည်ထို့ကြောင့်ဘင်္ဂလားဒေ့အစိုးရအနေဖြင့်မွတ်စလင်လက်နက်ကိုင်အဖွဲ့များ၏ဈေးရာဇဝမ်းမှုများအတွက်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်တရား LLMM နိုင်ငံတကာဈေးရာဇဝမ်းခုံရုံး ICC စာတီတို့ပါဝင်သောနိုင်ငံတကာတရားမျှတမှုဆိုင်ရာယန္တရားများဖြင့်ပူးပေါင်းဆောင်ရွက်သင့်သည်ဟု45 right ကတောင်းဆိုထားသည်မွတ်စလင်လန်လက်ကန်အဖွဲ့တွေကဘင်္ဂလားဒေ့ရှ်မြန်မာနိုင်ငံမှာပြစ်ဒဏ်ကြားခံခြင်းကနေလွန်မြောက်နေတာအမျှရောက်စားနေအောင်ကိုအကြီးအကျယ်လိုက်ပြီးတော့ပြက်စီးနေပါတယ်ဆေးရဆောင်မှုများကိုလည်းများသောအားဖြင့်လန်လက်ကန်ပဋိပက္ခဖြစ်ပေါ်ရာနေမြေအတွင်းမှာသာ ကျူးလော်လေးချိပေမဲ့ဒီကိစ္စမှာဘင်္ဂလားဒေ့ရှ်တွေကရာဇဝတ်မှုတွေဟာမြန်မာနိုင်ငံကစစ်ပွဲနဲ့ဒိုင်ရိုက်ဆက်နွယ်ပြီးတော့စေးရာဇဝတ်မှုမြောက်ကြောင်းသတ်မှတ်လို့ရပါတယ်ဘင်္ဂလားဒေ့ရှ်တွေရဲ့ယာယီအစိုးရအနေနဲ့စေးရာဇဝတ်မှုကျူးလော်နေသူတွေကိုတရားစီရင်နိုင်ဖို့နိုင်ငံတကာတရားမျှတမှုရန်ညာများနဲ့ပူပေါင်းဆောင်ရွက်သင်မာတွေဟူပြောကြားထားသည့် RSO အဖွဲ့သည့်ပူးသီးတော်မောင်တော်တိုက်ပွဲအတွင်းအာနာသိန်းစစ်ကောက်စီမှ ပူပေါင်းကစစ်အာဏာရှင်တော်လှန်ရေးလက်နက်ကန်အဖွဲ့အာရခတတ်တော်အေအေကို တိုက်ခိုက်ခဲ့ကြောင်းတာဝန်ရှိသူများကပြောဆိုထားသည့် ARS အဖွဲ့တီလဲ2018ခုနှစ်ရခိုင်ပြည်အတွင်းကဖြစ်စဉ်များအတွင်း၎င်းတို့၏အမိန်ကိုမနာခံဟုဆိုက မွတ်စလင်ပြည်သူများကိုစက်ပြချင်းယာနဲ့ချီတော့ ဟိန္ဒူများကိုလည်းအစူလိုက်ပြောင်းလိုက်တပြားချင်းများကိုကျူးလွန်ခဲ့သည်ဟုနိုင်ငံတကာလွန်ငိမ့်ချမ်းသာခွင့်အဖွဲ့တွေကလည်းထုတ်ပြန်ပြောဆိုထားသည်မွတ်စလင်လန္နကိုင်အဖွဲ့အစည်းများအနေဖြင့်လူပေါလူအသံဝိုင်းမှကြော်လွန်ပြီးအကြမ်းဖက်မှုများကို ကျူးလွန်မှ ဖြစ်မိဟုခံထားလျင်သေချာပေါက်ကဘာကြီးကသုံးသင်ချင်းလင်းမြင်ဟုရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD အထွေထွေအတွင်းရေးမှူးဦးမျိုးကျော်ကပြောကြားထားသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALDD ရခိုင်ပြည်ထေကနိုင်ငံရေးပါတီတခုဖြစ်ပြီးလက်ရှိအာဏာသိမ်းစစ်ကောင်စီအပါအဝင်မြင့်သည့်စစ်အာဏာရှင်ကိုမြလက်မခံသောပါတီတခုဖြစ်သည့်ထို့ကြောင့်စစ်ကောင်စီကျင်းပမည်ရွေးကောက်ပွဲကိုလည်းလက်မခံသည့်အပြင်ကျင်းပခဲ့လျင်လည်းအတူအယောင်ရွေးကောက်ပွဲသာဖြစ်မည်ဟု ALD ကပြောဆိုထားခြင်းဖြစ်ပါတယ်။ဒီတော့အခု ARS နဲ့ ARA RSO ဒီ၃ဘွဲမှာကြံနေတဲ့အဖွဲကိုဒီကောင်းဆောင်တွေကိုပြင်မှုဆိုင်ရာဥပဒေတွေနဲ့အတူကဘာကဂျန်လျာကြီးမှာမိမိတို့ကပူပေါင်းပြီးတော့ဖန်စီအရေးယူဖို့လိုအပ်တယ်ဆိုတာကို ALD ပါတီဥက္ကဋ္ဌကနေပြီးတော့ထောက်ပြပြောဆိုထားတယ်ဆိုတဲ့သတင်းအချက်အလက်ကိုကျွန်တော်အနေနဲ့ဖတ်ကြည့်မျှဝေပြင်စားပေးရခြင်းဖြစ်ပါတယ်ဆိုတော့ကပထမအစမှာကြော်မျိုးမင်းကနေပြီး အရာခတတ်တော်အေကိုမူရစေဝါကုံကူးမှုဆိုပြီးတော့ဇကွေးတစည်းကိုစံတအိတ်ဖြစ်အောင်ပြောတော့ပြင်မယ်ပြည်သူလူထုကစံတအိတ်လောက်ပြောတဲ့စကားလုံးကိုဇကွေးတစည်းလောက်ယုံကြည်မှုမရှိဘူးဆိုတာအသေးချပါပဲအခုတပတ်လဲ ALD ပါတီဥက္ကဋ္ဌကနေပြီးတော့ကြံခဲ့တဲ့အကြံဖတ်အုပ်စုတွေကိုဖန်စီအရေးယူနိုင်ဖို့အတွက်ကိုထောက်ပြပြောဆိုထားခြင်းဖြစ်ပါတယ် ဒီတော့ဒီတဲ့င်းကိုနားဆင်နေကြတဲ့မိဖပြည်သူများအနေနဲ့စိတ်အီးချမ်းသာခြင်း၊ကိုယ်အီးချမ်းသာခြင်းအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့စုမွန်ကောင်းတောင်းရင်းဒီတဲ့င်းကိုဒီနားမှာပဲနေကုန်ချုံအဆုံးသတ်ပါတယ်ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါတာလီဇောပါဂါရဝါပါအမတ်တဆုံးတရားပါခဲ့ရင်လည်းကွလွနားလေပေးကြပါလို့ဂါရဝါပြုရင်နဲ့ဘိုင်ဘိုင်ချွေလာချမ်းမြေ့ကြပါစေ